ကျောင်းမဖွဲတဘာဝဘေးအန်တရီနဲ့ပတ်သက်ပြီးမိုးလေဝသပညာရှင်ဦးထွန်းလွင်သတိပေးခဲ့တဲ့အကြောင်းတွေကိုပြန်ပြောလာတဲ့နိုင်လူပရိသမားလုံးမဲ့မင်္ဂလာပေါင်းနိုင်လူကတော့တခေတ်တခါကအောင်မြင်ခဲ့တဲ့မြမတယောက်ဆောင်လူချမ်းမင်းသားကြီးပဲဖြစ်ပါတယ် မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ခုနှစ်တသမာခုနှစ်ပြင်းအားရှိတဲ့ငလျင်ကြောင့်အလဲပိုင်းဒေတာတော်တော်များများနဲ့အင်းလေးဒေတာမှာပြည့်စည်ဆုံးရှုံးမှုတွေများခဲ့တာဖြစ်ပါတယ်။အခုလောငလျင်အဖြစ်ဆိုးကြီးအတွက်လည်းနိုင်လူကဆင်မကောင်းဖြစ်နေကြတာပေါ့။မလ28ရက်နေ့ကငလျင်ဖြစ်ပွားမှုမတိုင်ခင်မှာငလျင်ဖြစ်နိုင်ခြေသတိပေးချက်တွေရှိခဲ့ပေမဲ့လူတွေကသတိမထားမိတာကြောင့်ချုပ်တင်ပြင်ဆင်ခွင့်မရရှိခဲ့ပါဘူး။ ဒါကြောင့်မဲလူတွေအသေးပြောက်များခဲ့တာပေါ့ဒါကြောင့်နိုင်လူဟာသဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်လိုက်ရရင်ငလျင်တော်ကလိုသတိမထားမိပဲနေမိမှာကိုစိုးရင်ဒါကြောင့်မိုးလေဝသပညာရှင်ဦးထွန်းလွင်ပြောခဲ့တဲ့စကားတွေကိုပြန်လည်ပြောပြပြီးသတိပေးလာခဲ့တာပေါ့ငလျင်ဟာလူသားတွေအနေနဲ့ရက်ကြိုပြီးခံမှန်းလို့မရပြင်မယ်မွေတွေကတော့ငလျင်ကိုတပတ်လောက်ကြိုပြီးသိနိုင်ပါတယ်ခွေးလေးတွေကြောင်လေးတွေကတော့ငလျင်ဖြစ်ခံနေ9မိနစ်လောက်အလိုမှာသိရှိကြတာကြောင့်မြေတွင်းအောင်တတဝါတွေဖြစ်တဲ့မွေတွေကိုဂုံးပြင်ပေါ်မှာအများပြားတွေ့နေရပြီးဆိုတော့သတိထားဖို့လိုအပ်ပါတယ်ဒါကြောင့်အတိအကျ ပြောပြလို့မရတဲ့သဘာဝဘေးကြီးအတွက်အချိန်မတိုင်ခင်ကတည်းကသတိထားပြီးချုပ်တင်ပြင်ဆင်မှုတွေလုပ်ဖို့သတိပေးလာခဲ့တာပေါ့နောက်ပြီးမြန်မာနိုင်ငံရဲ့မိုးလေဝသပညာရှင်ဦးထွန်းလွင်ကလည်း2080ခုနှစ်မှာမြန်မာနိုင်ငံအတွင်းအင်အားကြီးမြေငလျင်တွေလှုပ်ခတ်နိုင်ကြောင်းသတိပေးခဲ့တယ်လို့ဆိုပါတယ် ပြီးတော့ငလျင်သာမကအပူချိန်ကလည်းအမြင့်ဆုံးအပူချိန်ထိမြင့်တက်လာနိုင်တဲ့အတွက်ကြောင့်အခုနှစ်တည်းကလေးကကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့နိုင်လူကတိုက်တွန်းလာခဲ့တာပေါ့နိုင်လူကဦးထွန်းလိန်ဟာတကယ်သိနာလဲပြီးသူ့အနေနဲ့ယုံကြည်ရတဲ့မိုးလေဝသပညာရှင်ဖြစ်တာကြောင့်သူ့ရဲ့အကြောင်းမြင်ဟောပြချက်တွေကိုယုံကြည်နေတာပေါ့တချို့ကလည်းငလျင်ကခံမှန်းလို့မရတာကြောင့်ဘသူမှအခုထိတိတိကျကျမသိနိုင်ဘူးလို့ပြောလာကြပါတယ်ပြည်သူတွေအကြောက်တရားဆွဲနေတဲ့အချိန်ကအခွင့်ကောင်းယူပြီးကြောင်းလုံနေတာဖြစ်နိုင်မယ်လို့နိုင်လူကိုဆွဆွဲလာကြတာပေါ့ ဒါပေမဲ့နိုင်လိုကတော့သူ့မှာလည်းမိသားစုဝင်တွေရှိတာကြောင့်ညလျင်တန်းခန်းစားရတဲ့လူတွေကိုကိုချင်းစားပြီးစာနာစိတ်ထားပေးနေတာပေါ့နိုင်လိုကတဘာဝဘေးဆိုတာအမှန်တကယ်ကြုံတွေ့လာရရင်ဘယ်သူမှမထက်နိုင်ပေမဲ့ကိုကိုကိုသားအဓိကထားပြီးကောက်ွယ်ကြဖို့နှိုးဆော်နေတာပေါ့မန္တလေးနဲ့စကိုင်းညလျင်ကြီးမှာလည်းသိဆုံးသွားတဲ့မူကြိုအရွယ်ကလေးငယ်လေးတွေအပေါ်ဂယုနာသက်ဆေမကောင်းဖြစ်နေရှာတာပေါ့ Sky Villa ကွန်တိုကြီးပြိုချမှုမှာလည်းအထဲမှာပိတ်မိနေပြီးအသက်ပေးလိုက်ရတဲ့သူတွေအတွက်ကောင်းရာဘဝကိုခုပြောင်းနိုင်အောင်အမျှဝေပေးတယ်လို့ဆိုပါတယ် မိသားစုလေးယောက်မှာတယောက်ထဲသာအသက်ရှင်ပြီးကျန်းရင်ခဲ့တဲ့သူတွေအတွက်လည်းစာနာပေးကောင်ကံတရားရဲ့စမ်းကြဲမှုကိုပြောပြလာခဲ့ပါတယ်။နိုင်လိုဟာငလျင်လှောက်ခတ်တောင်းကအဖွားတယောက်ဆိုရင်အိမ်ရှိကအလူခံအောတန်ကြားလို့ထွက်ချီခဲ့ပေမဲ့အလူခံလာတဲ့သူကအတန်သာကြောင်းရပြီးလူမတွေ့ရသေးခင်မှာပဲငလျင်လှောက်ခတ်ခဲ့တာကြောင့်သူနေတဲ့အိမ်အဆောင်ဟာပျို့ကျသွားခဲ့တာပဲဖြစ်ပါတယ်။အဖွားကတော့ကံတီလို့လွမြောက်ခဲ့တဲ့ဆိုပြီးကံတရားရဲ့စမ်းကြဲပုံကိုနိုင်လိုကပြောပြလာခဲ့တာပါ။ ဒါကြောင့်လူသားတွေအနေနဲ့လည်းလောဘဒေါသမောဟတွေကိုလျှော့ပြီးကုသိုလ်စိတ်လေးထားကြဖို့တိုက်တွန်းလာကြတာပါ။ဂျိုတင်မမြင်နိုင်တဲ့သဘာဝဘေးကြီးအတွက်အခုချိန်ကလေးကပြင်ဆင်တဲ့နာတွေကိုပြင်ဆင်ထားတဲ့နေ။ဒါမှနောင်လာနောင်သားတွေအတွက်အထိခိုက်နေမှာဆိုပြီးသတိပေးလာခဲ့တာပေါ့။ဘရဒတ်တို့အနေနဲ့ရောသဘာဝဘေးနဲ့ပတ်သက်ပြီးသတိပေးစကားပြောလာတဲ့နိုင်လို့ပေါ့။အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။